မင်္ဂလာပါဒီကနေ့ဖျားခင်အလိုတော်နဲ့အညီကဘာမြေကြီးအားဆောင်းရှောက်စိုးဆိုတဲ့ခေါင်းစဉ်နဲ့ဓမ္မမိတ်ဆွေများကိုပြန်ပြီးတော့တိုက်တွန်းနိုးစော်တွားပါပဲဖြစ်ပါတယ်အခြေပြုချမ်းအနေနဲ့တော့ကဘာဦးချမ်းခန်းကြီးနှစ်အငယ်15ထိုအခါထာဝရအရှင်ဖျားခင်ဒီလူကိုယူ၍အေဒင်ဥယျင်ကို ပြုစုစောင့်ရှောက်စေခြင်းကထားတော်မူ၏။နောက်အခြေပြုကျမ်းချက်တစ်ချက်ကတော့ 24ခုမြောက်သောဆလံအပိုင်ငယ်တီထာဝရဖျားဒီမြေကြီးနှင့်မြေကြီးတစာကို၎င်းလောကဒဏ်နှင့်လောကတားတို့ကို၎င်းပိုင်တော်မူ၏ဒီကနေ့ကျမတို့ခေအခြေအနေတွေကို ပြန်ကြည့်လိုက်လို့ရှိရင် အရန်ကိုတိုးတက်လာတယ်လို့ကျမတို့မြင်ရတွေ့ရမှာပဲဖြစ်တယ်။ခင်မီဆက်ကရိယာတွေနဲ့တိုးတက်လာတယ်။နောက်ဆုံးပေါ့နီးစနစ်တွေနဲ့အရန်ကိုခင်မီနေတဲ့ခစ်ကြီးအခါဓမ္မမှာတစ်ဖက်မှာလဲဆုပ်ယုပ်လာတယ်ဆိုတာကို ကျမတို့တွေ့ရတယ်။ဘယ်အခြေအနေတွေကဆုပ်ယုပ်လာတာလဲ။ဒီနေ့ကဘာကြီးမှာ ရာဒီဥတုဆိုးဝါးမှုဒဏ်တွေကိုခံရတယ်။တဘာဝဘေးအန္တရာယ်တွေတစ်မျိုးပြီးတစ်မျိုးတရက်ပြီးတရက်ကျမတို့တိုးပြီးခံစားခဲ့ရတယ်။ ဒီလိုကြုံတွေ့ရတာကိုသာရဖျားအလိုတော်မရှိပါဘူးကဘာမြေကြီးအားနည်းလာတယ်ဆုတ်ယုတ်လာတာကို ကျမတို့ကိုဖျားခင်ကအလိုတော်မရှိဘူးဆိုတာကိုကျမတို့တွေ့ရမှာပဲဖြစ်ပါတယ် ဒီကနေ့ဒီတဘာဝတရားတွေဘာဖြစ်လို့ဆုတ်ယုတ်လာတာလဲတစ်တော်တွေပြုံးတီးမှုများကြောင့်လားဓမ္မမဟုတ်ရင်မြစ်ချောင်းအင်းအိုင်တွေမှာရေဆိုးရေညစ်တွေများလာလို့လားဓမ္မမဟုတ်လို့ရှိရင်တောတောင်ရေမြေတွေကိုမိတင်းနေထိုင်တဲ့တက်ရှိတတဘာတွေကြောင့်လားဘာကြောင့်ဒီကနေ့ဒီအရာတွေဆိုးယုတ်လာတာလဲဆုတ်ယုတ်လာတာလဲဒီနေ့ကဘာဦးကျမ်းမှာเนาะကျမအခြေပြုကျမ်းမှာဖတ်သွားတယ် 个巴鸡，一天五 ingo，平时下坡。 ထာဝရဘုရားကလူကိုထားတော်မူ၏လို့ဖော်ပြထားပါတယ်။ဘုရားဖန်ဆင်းထားတဲ့ကဘာကြီးကနော်တဘာဝပဝန်းကျင်ကတကယ်ကိုလပါတယ်။ဘာကြောင့်ဒီကနေ့ယိုယွင်းလာရတာလဲ။ကျမတို့မကြားဘူးတဲ့ယာတိဥတုဖောက်ပြန်မှုတွေကိုကျမတို့တွေ့ကြုံခံစားရတယ်။ကဘာကြီးပူနွေးလာတယ်။ရေကြီးရေရှမ်းတာတွေများလာတယ်။မြေငလင်တွေလှုပ်လာတယ်။နော်လေမုန်တိုင်းတွေတိုက်ခတ်လာတယ်။နော်မီးတောင်တွေပေါက်ကွဲလာတယ်။ ဒီနေ့ဒီစိုးရင်ချင်းကြောက်လန့်ချင်းအမှုအရာတွေကကျမတို့ရဲ့နေ့စဉ်ဘဝအတက်တာကို ပြန်ပြီးတော့စိန်ခေါ်နေတာပဲဖြစ်ပါတယ်။ဒီနေ့ကဘာဦးချန်းခန်းကြီးနေ့ငယ်15မှာအေဒင်ဥယင်ကိုပြုစုဆောင်ရှားဖို့တာဝန်ကိုလူတွေကို ပေးထားတယ်ဆိုတာကို ဖော်ပြထားတယ်။အဲ့ဒီအေဒင်ဥယင်စွာ လူသားတွေပိုင်တာမဟုတ်ပါဘူးဖိယားခင်ပိုင်နေဆိုတာကို ဖော်ပြထားတာပဲဖြစ်ပါတယ်။အဲ့ဒီအေဒင်ဥယျာဉ်နဲ့တူတဲ့ကဘာကြီးကိုပြုစုဆောင်ရှောက်ဖို့ကျမတို့ကိုတာဝန်ပေးထားတာပဲဖြစ်ပါတယ်။ဒီနေ့အေဒင်ဥယျာဉ်ထဲမှာရှိတဲ့အရာတွေအားလုံးကိုကျမတို့တုံးဆွဲဖို့ရန်အတွက်ဖျားခင်ကအမိန့်တော်ရှိပါတယ်။သောတော်လေလွန်လွန်ကျွကျွ တုံးဆွဲဖို့ဖျားခင်အလိုတော်မရှိဘူးဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ကဘာဦးကလူတွေကိုကဘာကြီးပေါ်မှာရှိတဲ့မြေပေါ်မြေအောက်တန်ရာဇာတပစ္စည်းတွေကိုပြုစုဆောင်ရှောက်ဖို့ကာကွယ်ဖို့ ထိမ့်တိမ့်ဖို့တာဝန်ကိုဖျားခင်ကကဘာဦးတဲ့ကနေလူတွေကိုတာဝန်ပေးခဲ့တာပဲဖြစ်ပါတယ်။မတုံးဆွဲနဲ့လို့မပြောပါဘူး။တုံးဆွဲပါ လိုအပ်တာကိုပဲတုံးဆွဲခိုင်းတာပဲဖြစ်တယ်။ဒိုးတော်လည်းပဲလူတွေကယာစုနှစ်ပေါင်းများစွာ ကိုယ့်ရဲ့လောဘစိတ် ိုယ့်ရဲ့ကိုကြိုးအကျိုးစီးပွားအတွက်မတန်တဆထုတ်ယူတုံးဆွဲလာတဲ့အတွက်ဒီကနေ့တဘာဝပဝန်းကျင်ယိုယွင်းပြက်စီးလာတာပဲဖြစ်တယ်ဒီနေ့ကဘာကြီးမှာယာဒီဥတုတွေဖောက်ပြန်လာတာပဲဖြစ်ပါတယ် ဒီရဲ့အကျိုးဆက်ကိုတိုင်းနိုင်ငံတိုင်းတိုင်းနိုင်ငံတိုင်းကအလူးအလဲဒီကနေ့ခံစားနေရတယ်ဆိုတာကျမတို့ခံစားမိမှာပဲဖြစ်ပါတယ်အခြေခံကြတဲ့စိုက်ပျိုးရေးလုပ်ငန်းတွေကိုပဲကြည့်ကြည့်ကျမတို့မြေစီလွာကိုအစိတ်အတောက်တွေဖြစ်စေတဲ့ဓာတုဆေးတွေနဲ့ပဲကျမတို့အလွန်အကျွံသုံးဆွဲလာတယ်ဆိုတာကျမတို့တွေ့ရတယ်စိုက်ရုံအလုတ်ရုံတွေကနေပြီးတော့ရေဆိုးတွေဓာတုဆေးတွေကိုအလွန်အကျွံမစင်မချင်း ထုတ်ဆွန့်ထုတ်လဲ့တဲ့အတွေ့အကြုံလို့ရေမြေတောတောင်တွေပျက်စီးဆုံးရှုံးရတယ်။မြစ်ချောင်းအင်းအိုင်တွေမှာတန့်ရှင်းကြည်လင်တဲ့တဘာဝရေထွက်တွေတဘာဝနော်ရေနေတက်တဝါတွေပျက်စီးဆုံးရှုံးရတယ်ဆိုတာကို ကျမတို့တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဆက်ပစ္စည်းတွေကနေပြီးတော့ထုတ်လွတ်လိုက်တဲ့နော်အခိုးအငွေ့တွေကလည်းတဘာဝပတ်ဝန်းကျင်ရဲ့လေထုတွေကိုညှဉ်းနှံစေတယ်ဆိုတာကို ကျမတို့တွေ့ရမှာပဲဖြစ်ပါတယ်။ ဒါကိုကျမတို့နေ့စဉ်ကြုံတွေ့ခံစားနေရတယ်ဆိုတာကိုလည်းလူတိုင်းလူတိုင်းခံစားမိမှာပဲဖြစ်ပါတယ်တိုးတော်လည်းပဲ ဒီခံစားမိတဲ့အရာကို ကျမတို့ဟာလစ်လျူရှုခဲ့တယ်။ဒီကနေ့ပတ်ဝန်းကျင်ဒီနေ့ကဘာကြီးကိုကာကွယ်ဆောင်ရှောက်ဖို့ထဲအစိတ်အတောက်တွေကိုဒါပုံမူပြီးတော့ကျမတို့ထုတ်လွှင့်နေကြတယ်။စွန့်ပစ်နေကြတယ်။ဒါကိုဘုရားခင်အလိုတော်မရှိဘူးဆိုတာကိုကဘာဦးကြံကြဲကနေကျမတို့ကိုတွင်တင်ထားတာပဲဖြစ်တယ်။ ဖျားခင်ရဲ့အလိုတော်ကစီကန်းတကြားထုတ်ယူတုံးဆွဲပြီးရင်မူလအရင်အမြင့်ကိုမပြက်စီးအောင် ကာကွယ်ရမယ်စောင့်ရှောက်ရမယ်ထိန်းတန်းရမယ်တာဝန်က ကျမတို့လူသားတွေမှာတာဝန်ရှိတယ်ဆိုတာကို ကျမတို့ကိုတွင်တင်ထားတာပဲဖြစ်ပါတယ်တခါတလေကျမတို့ကဒီအရာတွေကိုကိုယ့်ရဲ့ပိုင်ရှင်လို့လို့ကျမတို့ထောက်ယူတုံးဆဲတတ်ကြတယ်။မူလပိုင်ရှင်ဖြစ်တဲ့တော့ဖျားခင် ဖန်ဆင်းထားတဲ့အတက်တခင် ရှင်ပြန်ကိုကျမတို့မိလျော့သွားတယ်ဆိုတာကျမတို့တွေ့ရတယ်။ဒါကြောင့်ဒီနေ့ကဘာကြီး နာကျင်နေရတယ်။ဒါကြောင့်ဒီနေ့ကဘာကြီးငိုကြွေးနေရတယ်။ဒါဟာကျမတို့ရဲ့မစင်မချင်းအပြုအမူကြောင့်ပဲဖြစ်တယ်ဆိုတာကို တွေ့ရတယ်။ဒီကိဖန်ဆင်းရှင်ဘုရားသခင်ကဒါကို အလိုမရှိပါဘူး။ကျမတို့ဟာပိုင်ရှင်နေမဟုတ်ဘူး။ကျမတို့ဟာခိတ္တခဏเนาะကျမတို့ကိုဒီကဘာကြီးအဲမှာခိတ္တခဏ ထားတဲ့နော်အစေခံတွေ ကျွန်တွေနော်ဘာနာဆိုးတွေပဲဖြစ်တယ်။ပိုင်ရှင်အစ်စ်အမန်ကနော်ဖန်ဆင်းရှင်ဖျားဖြစ်တယ်ဆိုတာဆာလန်ဆရာကကျမတို့ကိုပြန်ပြီးတော့တွန့်တင်ထားတာပဲဖြစ်ပါတယ်။ဒီလိုတဘာဝဘေးရန်ရယ်တွေကြာရောက်လို့ရှင် လူသားတိုင်းလူသားတိုင်းထိခိုက်နာကျင်ရတယ်။ပျက်စီးဆုံးရှုံးမှုတွေခံစားရတယ်။အဲ့ဒီထဲကမှ အနာကျင်ရဆုံးအထိခိုက်စားရဆုံးလူတွေကတော့ ကျမတို့ပတ်ဝန်းကျင်မှာရှိတဲ့အငယ်ဆုံးသောသူတွေနဲ့စင်ရဲသားတွေနဲ့အခြေခံလူတန်းစားတွေပဲဖြစ်တယ်ဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။သူတို့တွေကပြန်လဲထူထောင်ဖို့အရန်ကိုခက်ခဲတယ်။ဒီကနေ့သူတို့ကို ထိခိုက်နာကျင်စေတာဟာဖျားခင်ကို ထိခိုက်နာကျင်စေတာပဲဖြစ်တယ်လို့တမာကျန်းစာထဲမှာလည်းဖော်ပြထားပါတယ်။ဒါကြောင့်ဒီနေ့ကျမတို့မစင်မချင်း ြုတ်လုလိုက်တဲ့အရာတစ်ခုကြောင့်တဘာဝပဝန်းကျင်ညှိညာတွားနိုင်တယ်။ကဘာအမြေကြီးညှိညူးတွားနိုင်တယ်။လေထုညှိညမ်းမှုတွေကိုဖြစ်ပေါ်စေတယ်။ ဒီရဲ့အကျိုးဆက်ကြောင့်မလို့ဒီနေ့ကျမတို့ကဘာကြီးမှာအနာရောဂါတွေထူပြောလာတယ်။ဒီနေ့ကင်ဆာရောဂါဝေဒနာရဲ့စိန်ခေါ်မှုကို ကျမတို့ခံစားနေရတယ်ဆိုတာကို လူတိုင်းခံစားမိမှာပဲဖြစ်ပါတယ်။နေ့စဉ်လူမှုဘဝမှာ မရှိရင်မဖြစ်တဲ့အတုံးအဆောင်တွေကိုပဲကျမတို့စူးစမ်းပြီးတော့တုံဆွဲကြရအောင်။စွန့်ပစ်ပစ္စည်းတွေကိုလည်းပြန်လည်အသုံးပြုလို့ရတဲ့အရာတွေကိုကျမတို့အသုံးပြုရအောင်။ပလတ်စတစ်တုံဆွဲခြင်းကိုလည်းကျမတို့လျှော့ကြရ ရအောင်ရေဆိုးရေညစ်တွေကိုလည်းကျမတို့စနစ်တကျနဲ့စွန့်ပစ်ကြရအောင် အမိုက်တွေကိုလည်းမြေစီမြေဩဇာရအောင်လို့ကျမတို့ပြုတ်ပြင်ပြီးတော့ကျမတို့ပြန်လည်အတုံးချရအောင်။စိုက်ပျိုးမြေများမှာလည်းတဘာဝမြေဩဇာတွေတုံးပြီးတန့်ရှင်းလက်ဆက်တဲ့အသီးအနှံတွေကိုထုတ်လုပ်ပေးတဲ့သူတွေဖြစ်ကြရအောင်။ဒီနေ့အခြေခံကျတဲ့ဒီလုပ်ငန်းဆောင်တာတွေကိုကျမတို့လှုပ်ဆောင်ကြမယ်ဆိုလို့ရှိရင်ကဘာမြေကြီးပြန်လည်ပြီးတော့လန်းဆန်းလာမယ်။ပြန်လာပြီးတော့ကျန်းမာလာမယ်လို့ကျမယုံကြည်ပါတယ်။ဒီနေ့လူသားတွေပဲကဲတင်ချင်းရဖို့ လူသားတွေပဲလွတ်မြောက်ခြင်းရဖို့ကျမတို့စ조사ကြတယ်တိုက်တွန်းကြတယ်မျိုးစော်ကြတယ်တို့တော့ဒီနေ့ကဘာမြေကြီးလွတ်မြောက်ဖို့လိုအပ်တယ်ဒီနေ့ကဘာမြေကြီးကဲတင်ခြင်းရဖို့လိုအပ်တယ်ဆိုတာကိုလည်းဒီနေ့ကျမဖော်ပြလိုပါတယ်ဒါမှဒါကျမတို့ကျမ်းမာတဲ့ကဘာကြီးကိုနောက်မျိုးဆက်တစ်တွေအတွက်ကျမတို့လက်ဆင့်ကမ်းပေးနိုင်မှာပဲဖြစ်တယ်ဒါကိုဖျားခင်အလိုတော်ရှိပါတယ်ဖျားခင်ဒီ တင်နဲ့ကျွန်ုပ်တို့ကိုနော်ကဘာမြေကြီးအားပြုစုဆောင်ရှောက်စေခြင်းကထားတော်မူ၏ ဖျားခင်ရဲ့အလိုတော်နှင့်အညီကဘာမြေကြီးကိုစောင့်ရှောက်တော်သူအရောက်တိုင်းစီဖြစ်ဖို့ကျမတို့ကြိုးစားကြရအောင်ဆိုပြီးတော့တိုက်တွန်းနှိုးဆော်လိုပါတယ်။နောက်တစ်ချိန်မှာတော့တမန်ကျမ်းစာထဲမှာပါတဲ့လူပုဂ္ဂိုလ်တွေကဘယ်လိုတဘာဝပါဝန်းကျင်ကိုကာကွယ်စောင့်ရှောက်ခဲ့တယ်၊ကဘာမြေကြီးကိုဘယ်လိုမျိုးကာကွယ်ပေးခဲ့တယ်လဲဆိုတဲ့အကြောင်းကိုဝေမျှပေးပါမယ်။ကျမ်းနာတော်သူအရောက်တိုင်းစီပေါ်မှာဖျားခင်တာ၍တာ၍ဖွင့်ပြပါစေ။